ဒီကောင်ပြီတို့ကတော့ဒါဘုရားကိုဆရာတော်တို့နဲ့ရှင်ညာနာတို့ရဲ့ဒီဆွေးနွေးပွဲတဲမှာပေါ့နော်ဘုရားကိုဆရာတော်ရဲ့ဒီဆွဆွဲမှုကိုရှင်ညာနာကပြန်ခြေဖြတ်တာတော်လေးကောင်းတယ်ဘယ်လိုပုံစံမျိုးဆွဆွဲတာလဲဆိုရင်ရှင်ညာနာအနေနဲ့ပေါ့နော်ဒီလိုမျိုးဒါအပြာရောင်ဝတ်စုံဖုံးကြီးပေါ့နော် နှစ်ပါးသုံးပါးရှိတဲ့ချိန်မှာပြောလိုက်မှကြေးမခွဲနဲ့ပေါ့နော်အဲ့နောက်ထပ်ဒါဆက်ပြီးပြောတာကအရှင်ညာနာပြောလိရှိတာကပေါ့နော်ဒီဘောရခွင်ဆရာတို့လည်းဒါဘာမှမသိဘူးအထူးသဖြင့်ဒါထေရဝါဒတွေ့ရပေါ့နော်ဘာမှမသိကြဘူးပေါ့နော်အဲ့လိုမျိုးဒါအရှင်ညာနာပြောလိရှိတယ်အဲ့လိုမျိုးပြောတာကိုဒါဘောရခွင်ဆရာတို့ကအယူတယောက်ကပေါ့နော်တခြားလူတွေကိုသူကအယူဆိုပြီးလိုက်လိုက်ပြောမယ်ပေါ့နော်အဲ့ဒါဆိုရင်တခြားလူတွေကအယူလားဒါမှမဟုတ်အဲ့ဒီယူရပဲအယူလားပေါ့နော်ဘုရားဝင်စီကတော့အဲ့လိုမျိုးပြောလိုက်တယ် အပြောတဲ့ချိန်မှာစင်ညာနာပြန်ဖြည့်ရှင်းတာကတော့တော်တော်လေးကိုမိုက်တယ်တော်တော်လေးကောင်းတယ်ဗောနော်အဲ့ဒါကဘာလဲဆိုရင်ဒါဘုရားကဗောနော်ဒီပုရုဇဉ်တွေမှန်သမျှကိုပုရုဇဉ်တော်အုံမတကောပုရုဇဉ်တွေအကုန်လုံးကအယူတွေပဲဗောနော်အဲ့လိုမျိုးပြောတယ်အဲ့လိုမျိုးပြောတဲ့အတွက်ဒါဘုရားကအယူလားဗောနော်ဒါစင်ညာနာအဲ့လိုမျိုးပြန်မေးလိုက်တယ်အဲ့လိုပြောလို့ရင်ကုဆွေးနူပွဲထဲမှာအဲ့ဒီအကြောင်းအရာတွေပါတယ်ဗောနော်ကျွန်တော်တို့ကြည့်လိုက်ရအောင်အဲ့တော့ဘုရားနေပြီးတော့တရားပေးတယ်လို့ဆိုတာက ီလိုပညာတွေပြပတ်တွေကိုပြောဖို့မဟုတ်ဘူးလူချင်းလူပါကိုယ်မှာမိဘရှိတယ်ကိုကနေပြီးတော့သားမယားယူထားရင်လည်းသားမယားလည်းရှိတယ်ကိုယ်မှာမိတ်ဆွေတင်တာရှိတယ်ဆိုမိတ်ဆွေတင်တာတွေလည်းရှိတယ်အဲ့ဒီလူချင်းလူပါတယောက်တဲ့တယောက်ဟာမိဘတဲ့သားချင်းလည်းပဲပฏิပက္ခမှာဖြစ်ကြဖို့အဲအပီးနဲ့အဲမိဘလင်းနဲ့မယားလည်း ပฏิပခမဖြစ်ကြဘူး။ကောင်းပြီ။မိတ်ဆွေတင်ကချင်းချင်းလည်းပฏิပခမဖြစ်ကြဖို့အတွက်ဖျားတရားဟောလား။ Yes အဲ့မှာကြိုက်တယ်။အဲ့လည်းမှန်လည်းမှန်တယ်။အဲ့ကြိုက်တယ်ဆိုရင်အဲ့ဒီတရားကိုလိုက်ရမယ်။အဲ့ဒီတရားကဘာလဲလို့ဆိုလို့ရှိရင်အဲမိဘကလှုပ်တဲ့ဟာကကိုယ့်အပေါ်မှာမျက်နှာကိုလှုပ်တယ်လို့ဆိုရင်ကိုယ်ကဒီပြန်ပြောပေါ့။အာဒါမျက်နှာကိုမျက်နှာပါတယ်။အဲ့တော့ခဏပြောမလို့။အေးပြော။တကယ်လည်းကောင်းတယ်။ခေါရမဗုဒ္ဓဟောခဲ့တာတည်တည်ဤနောက်ကိုမဟုတ်ဘူး။သစ္စုတ်ပန်တဲ့တဲ့ဖြစ်တာ။ ပစ္စုပန်တဲ့တဲ့မှာရင်အီချမ်းမှာပစ္စုပန်တဲ့တဲ့မှာရင်ငြိမ်းချမ်းရမှာဟုတ်အဲ့ဒီနေခဏလေးပစ္စုပန်တဲ့တဲ့ဆိုတာကဘယ်ဟာတော့အမှန်တမ်းပဲအခုရှိနေလောကထဲမှာရှိတဲ့ဇနီးများသမီးသားနဲ့ပတ်ဝန်းကျင်တွေကအီချမ်းပြီးတော့လွတ်မြောက်ပြီးတော့ချမ်းသာနေရတာဟုတ်ဟုတ်တယ်အဲ့ဒါပစ္စုပန်ပဲဟုတ်တယ်အဲ့ဒါပြောတာပေါ့ဟုတ်တယ်ဟိုဒီပစ္စုပန်ဆက်ဆက်လို့မပြောဘူးဟုတ်တယ်ဟိုအဲ့ဒါကိုဥစ္စမဆိုလို့ဘူးဟုတ်ကဲ့ဒီလိုဆိုရင်ဒီဓမ္မတွေထဲမှာဘုရားကုံကြီးလည်းအာထုတ်တယ်လို့အခုလည်းပြောနေတာ ရင်ထဲမှာကိုအေးနေရမှာဒေါသလည်းမဖြစ်ရဘူးမေတ္တာလည်းပြည်ရမယ်ကိုတိတဲ့ဓမ္မလည်းလောကကိုချမ်းသာစေခြင်းနဲ့ပေါ့ဒီသဘောထားတွေတူခဲ့တဲ့အတိုင်းနဲ့အဲ့လိုကိုတိတဲ့ဓမ္မကိုလောကကိုချမ်းသာစေခြင်းနဲ့ဆိုလောကချမ်းသာမှာဘာကျက်မှာဘာတိမှာတော့အတိမိသားစုတော့ကျင့်ရမလို့ပါဘူးမတိတဲ့ဓမ္မကျင့်လို့လောကမှာအရှိတရားဆိုတာ၃မျိုးရှိတယ်အင်းဟုတ်တော့ရှိရှိတရားသုံးမျိုးလက်သုံးချောင်းမထောင်နဲ့ဖန်ခါဟုတ်သုံးမျိုးဆိုတာ အစိတ်ကလည်းအရှိတရားအစိတ်ကအဆုကအပေါင်းလည်းအရှုတရားအမှုကလည်းအရှုတရားအဆုဟိုတည်းပေါ့မှုမှုတမျိုးပဲပေါ့နော်ဟုတ်တယ်ဟုတ်တယ်အရှိတရားတမျိုးပဲပေါ့အရှိတရားကအစိတ်ရဲ့အဆုရဲ့အမှုရဲ့အဲ့တော့စဉ္ညာနာတော့အမှုမှာပဲလှုပ်ရှုပ်တာဒါပဲဒါပဲအဲ့တော့လှုပ်ရှုပ်တာမဟုတ်ဘူးအမှုမှာလှုပ်ရှင်းတာအဲလှုပ်ရှင်းတာအဲ့တော့အဲ့ကတော့လက်ခံနေတော့ဟိုအရင်လည်းဒီစကားတွေပြောခဲ့ဘူးတယ်ဒါပေမဲ့မတူတာကယဟန်လည်းဖြစ်နေပြီဆိုတော့အစိတ်ရဲ့ အစုရဲ့အမှုရဲ့ဟုတ်တယ်အမှုဟာအဓိကပဲလို့ပြောတာလေလက်ခံလို့ရတယ်ဒါပေမဲ့ဒီအစိတ်ကိုပိုင်ချာဒီအစုကိုနားလေအဲ့ဒါနဲ့ဒီအမှုကိုရှင်းသွားမယ်ဆိုတရားမရှိနိုင်ဘူးလားရှိဘူးအဲ့ဒါပြောတာအဲ့ပါကိုကမရှိတာကိုမသိတာနဲ့ကိုဒါကူပြောနေတဲ့အကြောင်းအရာတွေကိုနားလည်ဖို့ဆိုရင်ဒီအစိတ်ရဲ့အစုရဲ့အမှုရဲ့ပေါ့နော်အဲ့ဒီသုံးခုတို့ဒါနားလည်ဖို့လိုတယ်။စင်ညာနဲ့တရားတွေကိုအမြဲတမ်းနာယူနေကြသူတွေပေါ့နော်ဒါမှမဟုတ်ဒီတရားတွေကိုလေ့လာလိုက်စားနေတဲ့သူတွေကတော့ အဲနားလည်နိုင်တယ်အဲ့တော့အဲ့ဒီအစိတ်ရဲ့အစုရဲ့အမှုရဲ့ဆိုတော့ကျွန်တော်ဥပမာပေးပြီးပြောရလို့ပေါ့เนาะပြောလူတယောက်ကဒါသူများရဲ့ပစ္စည်းကိုခိုးနေတယ်အဲနောက်ထပ်လူတယောက်ကတော့ဒါဒါနပြုနေပေါ့เนาะအဲ့တော့အဲ့ဒီလူနှယောက်ကိုကျွန်တော်တို့ဒါအစိတ်ရဲ့အစုရဲ့အမှုရဲ့ဆိုပြီးတော့ခွဲလို့ရတယ်အဲ့တော့အစိတ်အနေနဲ့အရင်ဆုံးကြည့်လို့ရင်အဲ့ဒီလူနှစ်ယောက်လုံးကပေါ့เนาะလူနှစ်ယောက်လုံးမှာလက်တွေရှိတယ်ခြေရှိတယ်မျက်လုံးတွေရှိတယ်အဲ့တော့ထပ်ပြီးစိတ်လိုက်လို့ရင် စိတ်လို့ရသေးတယ် အဘလောက်ထိစိတ်လို့ရလဲဆိုရင်အာကာသဖြစ်သွားတဲ့အထိပေါ့နော်လာပြင်ဖြစ်သွားတဲ့အဆင့်ထိအဲနုမြူဆင့်ထိစိတ်လို့ရတယ်အဲအဲ့ဒီຢာတွေကတော့ဒါအစိတ်တွေပဲဖြစ်တယ်သုဆိုတာကတော့ဒါရိုးရှင်းကောင်းပဲအဲ့ဒီအဲ့ဒီလူညောက်ကအစုပဲပေါ့နော်ဆိုလိုတာကကျွန်တော်တို့တာမန်လူတွေမြင်တတ်တဲ့အမြင်တွေကအစုတွေပဲများတယ်အိမ်ဆိုရင်လည်းအိမ်လို့မြင်လိုက်တယ်လူဆိုရင်လည်းလူလို့မြင်လိုက်တယ်ဆိုလိုတာကအဲ့ဒါကအစုပဲပေါ့နော်အမှုဆိုတာကတော့ခုနကလူနှစ်ယောက်လုံနေတဲ့အရာတွေပေါ့နော်တယောက်ကခိုးနေတယ် အဲတယောက်ကတော့ဒါဒါနပြုနေတယ်အဲ့တော့အဲ့ဒါကအမှုပဲဖြစ်တယ်အဲ့တော့အဲ့ဒီသုံးမျိုးမှာအရှင်ညာနရဲ့ဒီပြစ္ဆုတ်ပံကမ္မဝါဒကအမှုကိုဦးစားပေးတဲ့ဝါဒပေါ့နော်အဲ့တော့ဒါကျွန်တော်ရှေ့ရပြောခဲ့တဲ့ဥပမာတည်းမှာဆိုရင်အဲ့ဒီလူနှစ်ယောက်လုံနေတဲ့ဒီဒါနပြုခြင်းခိုးခြင်းပေါ့နော်အဲ့တော့အဲ့ဒီအရာကိုပဲအရှင်ညာနရဲ့ပြစ္ဆုတ်ပံကမ္မဝါဒကဥစားပေးတယ်ပေါ့နော်ဆိုလိုတာကဗျာဒီထေရဝါဒတွေလိုမျိုးဒီလူတယောက်ကို မြင်ရင်တောင်မှအဲလက်တွေခြေတွေမျက်လုံးတွေနှာခေါင်းတွေ အနောက်ဆုံးရုပ်တွေနန်းနေဘာမှမရှိဘူးဆိုတာမျိုးတွေအထိဒါပြစ္ဆုတ်ပံကမ္မဝါဒကမြင်လေးမရှိဘူးအဲ့လိုမြင်အောင်လဲရှုလေးမရှိဘူးပေါ့ဒါဆိုရင်ဒီပညာပရမတ်ကြားထဲမှာလည်နေတဲ့တတ္တဝါတွေကိုဘလူကယ်မလဲမငြိညွတ်တော့မှန်တော့အသိကြီးဖို့ရစရာလဲအထုတ်လဲရတာမျိုးပဲနော်အဲ့ဒါမှမပါဘူးအဲ့ကတည်းကမပါဘူးမြင်ခဲ့ဖို့ပဲလိုတယ်မြင်နိုင်ဖို့ပဲလိုတယ်ရှိရလဲပြီးတယ် ဟုတ်ပြီဘာမှမလုပ်ဘူးတိဖို့တော့လိုတယ်ဒီဖုန်းထဲမှာဘာလဲဘာလို့တိလာအကုန်တိဖို့မလိုဘူးအခုအသုံးချရရတယ်တိဖို့လိုတယ်ဆိုမဟုတ်အဲ့ဒါပြောတာလीမဟုတ်ဘူးအဲ့ပုံးထဲမှာပါတာရွှေပါတယ်ကြီးပါတယ်ဟာအဲ့ဒါအဓိကမဟုတ်ဘူးပါတယ်ကြီးပါတယ်လောက်မဟုတ်ဘူးဘာတတ်တယ်ဘယ်ဟာတွေ transformer ဘာလား transistor တွေဘာလားဘာလားပေါ့အဲ့ဒါတွေလည်းအရေးကြီးတာဟာဘလို့အသုံးချမလဲဆိုရယ်ပစ္စုပန်တည်းတဲ့ရှုဟုတ်အမှုပဲကြည့်ရမယ်ပေါ့အဲ့ဒါသဘောရှိ နောက်ဆုံးပြောလိုက်တာပေါ့နော်အဓိကတော့ဒါဖုံးအကြောင်းကိုပဲပြောနေရပေါ့နော်ဒါဗုဒ္ဓဂုဏ်ဆရာတော်ကအစိတ်ကိုရှူရမယ်အစိတ်ကလည်းရေးကြည့်ရပေါ့နော်အဲ့လိုချိန်မှာဆင်ညာနာမေခွန်းကောက်ထုတ်လိုက်တယ်ဒီဖုံးထဲမှာဘာတွေပါလဲပေါ့နော်အဲအဲ့လိုမျိုးမေးလိုက်တဲ့ချိန်မှာဗုဒ္ဓဂုဏ်ဆရာတော်ကဘာတွေပါလဲရေးမကြည့်ဘူးဒါကိုဘလို့တုံးရမလဲရေးကြည့်တယ်ဆိုတော့ကအဲ့ဒါကအစိတ်အမြင်မဟုတ်တော့ဘူးအမှုအမြင်ဖြစ်သွားပြီအဲ့တော့ဆင်ညာနာမေးလိုက်တယ်ဒါဆိုရင်ဒါအမှုကိုကြည့်တာပဲပေါ့နော်အမှုကရေးကြည့်ဆုံးပဲပေါ့ တာရီတဲ့အရေးကြီးတာဒါဘယ်လိုအသုံးချမလဲဆိုရဲပစ္စုပန်တဲ့ရှုဟောအမှုပဲကြည့်ရမယ်ဟောအဲ့ဒါဘောရှိတာကကိုလိုက်ဖို့မလိုရင်မလိုက်ဘူးဟောဒီဘောဆိုတာဟာဘယ်လိုပြောလို့ရတယ်ဟာဘယ်လိုလုပ်လို့ရတယ်ဟာဒါအဲ့သူ့ပညာတွေလေညာအဲ့ပညာတွေလေဟောသူ့ရဲ့အမှုတွေကိုအခုနောက်ကရုပ်တည်နံတွေကိုကြည့်ဖို့ဆိုတာကိစ္စဟုတ်တယ်နော်ရုပ်တည်နံတွေကဘာမှမဟုတ်ဘူးအဲ့အဲ့ဒါပြောတာဟုတ်ကဲ့အဲ့လိုကြီးမပြောပါနဲ့ ပြောတယ်သူမှအရှိတရားကိုတော့ဦးဇင်းလက်ခံတယ်ဟုတ်တယ်အလီနတ်တော်ရဲ့လို့ပြောတာတယ်အဲ့ဒီပုံမှာကြော်သွားတဲ့သူကဒီသဘောကြီးရဲ့အနတ္တသဘောဒါကြီးရဲ့အနိစ္စသဘော sorry sorry နားတောင်ကြည့်ဒါကြီးရဲ့အနိစ္စလည်းအဲ့ဒီဟာကိုပြောခဲ့တာမဟုတ်ဘူးဘုရားသခင်အနိစ္စဆိုတာအမှုကိုပဲပြောခဲ့တာအမှုသာလည်းအနိစ္စအမှုသာလည်းဒုက္ခအနိစ္စဝတ္တသင်္ခါရဟုတ်တယ်ဥပ္ပါဒသင်္ခါရဆိုတာအမှုတွေကိုပြောဟုတ်တယ်အနိစ္စအကြောင်းသင်္ခါရမဟုတ်လားဟုတ်တယ် အနိစ္စကြတော့အမှုမဟုတ်လားဟုတ်တယ်တင်္ခါရကတင်္ခါရကအနိစ္စပဲအနိစ္စဝတ္တရောဝတ္တဆိုတော့တကားလို့ပြောတဲ့သဘောပေါ့ဟမ်တကားဟုတ်ပါပြီတကားဆိုတာမျိုးပေါ့ကွာဝတ္တဆိုတာဝတ္တအဖြစ်ချင်းမဟုတ်ဘူးလားမဟုတ်ဘူးပေါ့အနိစ္စဝတ္တတင်္ခါရတင်္ခါရအဖြစ်ချင်းတင်္ခါရကတင်္ခါရကအမှုဟမ်တင်္ခါရအမှုဆိုတော့အနိစ္စဝတ္တဩအနိစ္စပါလားဟမ်ဟုတ်တာဒါအနိစ္စပါဥပါဒဝေယဓမိနော ဥပါဒဝေယတမိနောဟာဒါပြောစင်တော့သူ့ရဲ့အဖြစ်တွေအပြက်တွေဟိုဒါအဲ့ဒါလက္ခဏာဓမ္မလားเออดาပြောဆိုတော့ဒါဓမ္မပဲလေအမှုကဓမ္မပဲဟုတ်ပြီအဲ့အမှုမှလည်းအဖြစ်အပျက်ကြီးမရှိဘူးလားအဲ့အဖြစ်အပျက်ကိုမကြည့်ရဘူးအမှုပဲအဲ့ဒါပြောတာကိုကမကြည့်ချင်တာနဲ့မကြည့်ရဘူးမလို့ပဲကြည့်လို့ရှိရင်လှုပ်ရှုပ်ပြီးတော့နေနေတဲ့အတွက်အဲ့ဒီလိုင်းကိုသွားနေတော့ပါပဲကြည့်ရအဲ့လိုလည်းမဟုတ်ပါဘူးအခုဘုရက်ကိုအဲ့ဓမ္မနဲ့ ဆရာကြီးစီညာနာတို့ပြောတဲ့အခါမှာဆရာကြီးမပင်မန်းသေးခင်ဘူးစကားလေးတွေရှောက်ကကလေးနဲ့အခုလိုမေးရဆွေးနွေးရတာအရင်ကလည်းယဉ်ကြီးခဲ့တယ်အခုလည်းယဉ်ကြီးတယ်ပဲတေးသည်အထိစောင့်ရှောက်ခြင်းလေအဲနောက်ပြကြတော့လူပြောရဲ့ဘွားမှာတန်ဖိုးရှိတဲ့တရားကိုတန်ဖိုးတိပြီးတော့လာပြောတဲ့နေရာမှာအမြင်မတူတာနဲ့အမုန်းပွားနေမှာလေမတူတဲ့အမြင်တို့ပေးပေးပြီးအကောင်းဆုံးကပစ္စုပန်တဲတဲ့ရှိတယ်ပစ္စုပန်ကမှပြီးခဲ့တော့ကလည်းပဲပြီးတော့က ဝဂတဘာကိုပြောတာဝဂတဘာဘာမှမသိဘူးနော်လို့อืมအဲညီကုန်းချုပ်ပြီးတော့ကိုအစတုံးကလေးကညီကုန်းချုပ်ပြီးပြောလိုက်တယ်ဘာလို့ဝဂတဘာမသိတာတုံးအခုမသိပဲနဲ့ပြောနေအသိလို့ပြောနေဟုတ်နေဘာလို့မသိပဲမသိဘူးလို့ပြောတာတုံးလို့ဆိုတာပေါ်လွင်ဖို့ရံတယ်အဲပြောအဲဝဂဓမ္မတို့သိကနေတဲ့သာသနာကဘုရားသာသနာမဟုတ်ဘူးတရားသာသနာဟင်ဒီလိုလည်းပြောလိုက်တယ်ဒါလည်းမပြောပါနဲ့တော့ဟုတ်ပြောလိုက်ဦးမယ်ဟင်းပြောပါ အဲ့တော့တခါဝေကဓမ္မတို့ကူလုံနေတဲ့ဟာလည်းပဲအဲဖုရားရဲ့ဝါဒမဟုတ်ဘူးဒါထေရတွေရဲ့ဝါဒမထေကြီးတွေရဲ့ဝါဒပဲပရမတ်တွေဆိုတာမထေကြီးတွေဟောကြတာအဲ့တော့လိုက်တော့မှာလိုက်တော့လေမလိုက်ပါနဲ့တော့ဝေကဓမ္မနဲ့အဲ့မလိုက်နဲ့တော့အခုပြောပြရတော့မပင်ပန်းစီတော့အဲ့လိုပြောလိုက်ရာကနေပြီးတော့ဝေကဓမ္မလည်းထားတော့ ဥက္ကတပဟာဘာမသိဘူးတော့လို့ပြောတဲ့ဟာကိုလက်မခံနိုင်ဘူးလေလက်မခံနိုင်တော့ပြောရတာပါကဲသိတယ်လို့ထင်တာစေကဲမေးလိုက်ပါဗျာလို့ဘယ်ဟောလဲဘယ်လိုလုပ်လို့ကြိုးကလည်းမေးလိုက်တာကဲကိုရောက်သွားတာမဟုတ်လားဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမေးအောင်လဲမေးအောင်လဲကို तू ကမဖြေထားဘူးဗျာမေးအောင်လဲမပြောဘူးအော်မဟုတ်ပါဘူးမပြောတော့တခါကြောက်မေးတာပါဗျာနိုင်ငံကြီးလည်းမပါချင်တာကိုကြီးကဘယ်လိုများတော့ဟုတ်တယ်မားတာပေါ့လို့ကြိုးပြောလိုက်တာပေါ့ဗျာနော် ဟုတ်လို့နောက်လို့လာမပန်းနာဟမ်နမ်းပြဖုံးတဲ့ပြမဟုတ်ပါဘူးဘာလို့မရရပါဘူးဘာလို့မရရပါတော့ဆိုရင်တော့တကယ်တော့သူကမဟုတ်တာပြောတာပါမဟုတ်တဲ့ဥစ္စာကြီးတွေကလည်းပဲလုံးရမီအဲ့မမရောက်စင်းနဲ့အဲ့တော့တော့ဆိုလိုတာအဲ့ကဓမ္မမတိတာ ਉਹ အဲ့ကဓမ္မမတိဘူးလို့ဆိုတာဟောအဲ့ကဓမ္မကိုတိသူတယောက်ဖြစ်နေကျုပ်ကနေပြီးတော့ဝဲကဓမ္မကိုလက်ခံထားရတာဟုတ်ဘူးဝဲကတယောက်ဖြစ်နေလက်ခံထားဟုတ်တယ်ဟုတ်တယ်အဲ့လိုဖြစ်တဲ့အတွက်ဝဲကဓမ္မက ဘယ်ဖြစ်လာတယ်ဆိုရင်ကတော့ဘာမှမသိဘူးနော်လို့အဲ့ဒါပြောပြောလိုက်တာဒီလိုလေအဲ့ဘာမှမသိတဲ့အကြောင်းကိုပြောတဲ့အခါမှာဟိုဘက်ကရောက်သွားတယ်ဟုတ်ကဲ့အဲ့ဒါဘောကွင်းဥစဉ်လမ်းမှာဟိုအဲ့နေရာစဉ်းစားတယ်အယူတယောက်ကလူတယောက်ကိုကြည့်ပြီးဟိုက်ကောင်ကြီးယူနေတာလို့ပြောတဲ့ဆိုရင်ဘသူယူတာလဲဆိုတာကိုမလိုအပ်ဘူးလားတကယ်တော့အယူတယောက်ကိုပြောတယ်ဆိုရင်တော့လေယူနေလုံလို့ယူနေလို့ပြောအယူတယောက်ကနေပြီးတော့လူလူယူနေတယ်လို့ပြောရတယ်ဆိုရင်မဟုတ် ယူတယောက်ကနေပြီးတော့တကယ်မယူတဲ့သူတွေကိုယူနေတယ်လို့ပြောရင်ကတော့သူပဲယူတာပဲပေါ့အဲ့ဒါပဲပေါ့ဥစဉ်ကလောကထဲမှာဒီအပြာအများကြီးဝင်နေတဲ့ကြားထဲမှာဥစဉ်လို့ယူတယ်ဆိုရင်ယူတယ်လို့ပြောရမှာပဲဒါပေမဲ့ဒီတယောက်နဲ့ဝင်ပြီးတော့နှစ်ယောက်သုံးယောက်နေလဲတိတ်မိုက်ကြီးမခွဲနဲ့အဲအဲ့လိုလည်းပဲမမှတ်နဲ့ပဲအဲ့လိုမမှတ်နဲ့ဆိုတာဘယ်လိုလုပ်ပြောရမလဲလို့ဆိုတော့တပည့်တော်တို့ခရီးတော့ ဒီအပြာရောင်လေးဖြစ်လို့ဖြစ်ဖြစ်လာပုံလေးကိုဒီအပြာဝက်ကခဏခဏတော့ပြောပြီးပြောပြလိမ့်မယ်အဲ့ဒါဝါနာပါလေပြောရအောင်ဟုတ်ပြန်လိုက်ဝါနာနာတော့ညမရဘူးတို့ဟုတ်ပြီဟုတ်တော့ဟုတ်တာသလိုတာတော့ဖြစ်ဒီလိုဖျားအဲ့ဒီတရားကိုသူစတိပြီတော့ဒီပဲအောက်ပါနော်သူတယောက်တည်းမဟုတ်လားဟုတ်ပါသူတယောက်တည်းဆိုတော့ဂျန်တဲ့သူတွေကဘာဘာဖြစ်လဲလို့ဆိုတဲ့ခါကျတော့အဲဘုသူစတော့ဥပါတကောဘုသူစနေရာယူနေလို့ပြောရင် ဟောသူကတယောက်တည်းကနေပြီးတော့ဘုသူဇင်ကိုယူနေလို့ပြောဆိုဘုသူဇင်မဟုတ်တဲ့သူကသူတယောက်တည်းရှိတာအဲတယောက်တည်းကနေပြီးတော့ပြောတဲ့အတွက်ဒါရဲ့ဗုဒ္ဓကယူလာအဲဆရာပြန်ပြောပြီအမှန်နဲ့ကောင်းဟုတ်ပါဘူးဟိုကောင်းနေကောင်းပါလေဒါပေမဲ့ဘုသူဇင်တော့ဥမတော်ဆိုတာအဲ့ဒီမှာငါဘု து ချွတ်အောင်လဲလို့မြင်တာပါအိုးဘုရားနာပါလားဘုရားရှင်တွေကအလိုရတော့စိတ်မနှံ့တဲ့လူတွေပါလို့ပြောပြတယ်။ဟုတ်ရံမလုပ်ဘူး။ ရန်လို့တာမဟုတ်ဘူးလေဒီကယူတွေပါလို့သူပြောတယ်လေဥရိစနေကယူတွေပါလို့ဆိုတာမယူတဲ့သူကသူတယောက်တည်းရှိတာအဲလို့ဆိုတာ तू ကယူလာသူမယူလားလို့ပြောရမယ်အချိန်မှာမသိသေးတာဟုတ်တာတနာတာ तू လူသိနေတဲ့သူနဲ့အများနဲ့သူလိုက်ဆွေးနေတာအရင်တုန်းကဒါရှင်ညာနာနဲ့ပတ်သက်ပြီးတော့တရားဆွေးနေတဲ့ဗီဒီယိုဒီမှာကျွန်တော်ပြောလေးရှိတာတစ်ခုရှိတယ်ပေါ့နော် အဲ့တော့ကျွန်တော်ရင်တော့တင်ခဲ့ဘူးတာတွေကဒါတန်တတိကဆရာရှိန်းနဲ့အရှင်ညာနာရဲ့ပြီးတော့ဓမ္မဗေဒီဆရာတော်နဲ့အရှင်ညာနာရဲ့ပေါ့နော်အဲ့လိုမျိုးတွေတင်ခဲ့ဘူးတာရှိတယ်ပြီးလို့တွေမှာဆိုရင်ကျွန်တော်ဘလို့ပြောလို့ရှိသလဲဆိုရင်ပေါ့နော်အရှင်ညာနာစီကိုတကယ်စိတ်ရင်းမှန်နဲ့လာပြီးတော့ပေါ့နော်ဘလို့ပုဂ္ဂိုလ်ကပဲလာပြီးဆွေးနွေးတည်ပဲဖြစ်စီပေါ့နော်ဒီအကျိုးသင်အကြောင်းသင်သာဆွေးနွေးတယ်ဆိုရင်အရှင်ညာနာပြောတာဟုတ်တာငြိမ်ပြီးတော့ပဲနားထောင်ရမယ်ပေါ့နော်ဆိုလိုတာက तू ပြောတာတွေကိုကန့်ကွက်ဖို့ तू ပြောတာတွေကိုဒါမှားတယ်လို့ပြောဖို့ဆိုတာတော်တော်ကြီးကိုခက်တယ် ခုဆိုရင်ကြည့်ပြဒါဘုရားကိုင်ဆရာတော်ဘုရားကိုင်ဆရာတော်ပြောလိုက်ပြ तू तू လောက်အမားရှာတတ်တဲ့ तू လောက်ကန့်ကွက်တတ်တဲ့ပေါ့နော်အဲ့လိုပုံကူမျိုးကပြောလိုက်တော်လေးရှားတယ်အဲ့တော့ရှင်ညာနာရဲ့ဒီအခုခြေပါချက်မှာဒီဘာမတော်မှာပြောနိုင်တာမရှိတော့ဘူး तू လူသိနေတဲ့သူနဲ့အငဲနဲ့သူလိုက်ဆွေးနေတာဟုတ်ပါရဲ့ဆွေးနွေးရမလို့သူတရားတွေကပဲလွမ်းမှုသွားတာဟုတ်ပါရဲ့အဲ့ဒါတွေတိတ်လက်ပေးတာထွက်မနေနဲ့မထွက်ဘူးဟောပြောချင်တာကတော့อืม နဲနဲများများမှန်တာကိုပြောလို့ရှိရင်မှန်တာပြောတဲ့သူကယူမဟုတ်ဘူးလို့ဘယ်လိုပြောအောင်ပါဗျာနော်အဲ့ဒီနေရာမှာတခုတော့ရှိတာပေါ့ခုနကပြောလို့အဲလောကမှာလူမိုက်တဲ့လူတိုင်းမှာဘယ်လိုပေါ်လဲပေါ့ဟုတ်တယ်ထွက်မနေနဲ့မထွက်ဘူးဟောပြောချင်တာကတော့နဲနဲများများမှန်တာကိုပြောလို့ရှိရင်မှန်တာပြောတဲ့သူကယူမဟုတ်ဘူးလို့ဘယ်လိုပြောအောင်ပါဗျာနော်အဲ့ဒီနေရာမှာတခုတော့ရှိတာပေါ့ခုနကပြောလို့အဲလောကမှာလူမိုက်တဲ့လူတိုင်းမှာဘယ်လိုပေါ်လဲပေါ့ ်ဟုတ်ဟာဘာဘာလာပရိဒတ်တုတ်လဲကြားဦးမှာပါလူမိုက်တွေပဲများပါအေးအဲ့ဒါပြောတာလူမိုက်တွေများတယ်ဆိုတဲ့အထက်မှာပညာနဲ့ရှိနေတဲ့လူကပညာမဲ့တဲ့သူငြင်းပြီးတနာတာဦးညာကြတော့ဒကာကြီးကိုတနာတယ်ဒကာကြီးကဦးညာကိုစံတက်ဘူးပံတက်ပြောမယ်အခုမေးပြီးပြောပြီးကိုဘောစိတ်ဆိုးလဲစိတ်မဆိုးတတ်တဲ့သူဟာမေတ္တာပါအားနေအားငါ့ကိုလာပြီးရန်လုံးနေတယ်လို့ထင်းနေတာကြောက်နေတာအဲ့ဒါကတတ္တိမဟုတ်ဘူးအဲ့ဒါဟာတကယ်တော့ကျောက်စိတ် ကြောက်စိတ်ဆိုတော့ဒေါသဆိုတော့ဒါကဥစဉ်ကညီတယ်ဒါကြောင့်ဥစဉ်ကတော့အဲ့နဲ့တွေ့မုန်းနဲ့ပြန်သွားတယ်ဒါကြီးတကယ်တော့อืมအဲတပည့်တော်ကအဲ့ကတပတ်ကြီးလည်းမလာပါဘူးဟာလာဖို့လာဖို့လည်းမလာပါဘူးတော့ကြည့်လာလာဟာကအဲ့ကတပတ်ကတီးကျင်လို့လာတာဟုတ်တယ်အဲ့လိုမဟုတ်ဘူးတီးကျင်လို့လာတာမဟုတ်ရင်ပြန်ဟုတ်တယ်ဟောတီးကျင်တာမှမဟုတ်ဘူးရှိဘူးဆိုဘာလို့ပါမတူတာလည်းခုကတော့ မေတ္တာရှင်သောစိတ်ပါ။အော်မေတ္တာဆိုတာကတို့အခုတိနေတဲ့ကိစ္စတွေကိုလည်းအမှန်ကိုရောက်အောင်ပြောခြင်းနဲ့စိတ်ကလာခြင်းမလာခြင်းဟာဟိုဘလောက်မေတ္တာပူတယ်လဲဆိုတာပဲချိန်သိခြင်းနဲ့လာပြီးပြဿနာရှာပြီးတော့ဒုက္ခပြီးမယ်လို့မြင်ရင်လည်းပြန်ဆွဲတာလည်းမမြင်ပါဘူး။တကယ်ကြတော့ဒီလိုပြောကြတဲ့ဟာတွေကိုဒီလိုလည်းပဲအင်တာနက်မတင်ပါဘူးကိုယ်တော်ပဲပြင်တာပါပဲ။ ဟုတ်ကောအေးပါအေးပါအေးပါအဲလိုဆိုတော့လည်းပဲဒီတော့ဒုက္ခပေးပါလည်းမကြောက်ပါဘူးဘာလည်းမကြောက်ပါဘူးတော့ဆိုလိုတာကတော့ဖြင့်ကိုတိတာကိုယက်တည်နေတာဘာလို့ဆိုတော့ငါတိတာကိုနားထောင်နိုင်တဲ့လူကလည်းတိတ်မရှိတာဆိုတော့ငါလည်းတိတ်ပြောလို့ဖြစ်ဘူးငါနေရာပဲငါတော်တဲ့ကုတ်တရားပဲကောက်တယ်ဆိုဒီလိုကုတ်နေတာပေါ့နော်တော်တဲ့ကုတ်နေတဲ့စီကိုကိုလာပြီးတော့နားထောင်နေလို့တော့ဒါတော့လည်းပဲတတ်နိုင်ဘူးပေါ့နော်အဲလိုကတော့ပြောရတာပေါ့တော့ဦးစင်းကတော့လေအခုဟိုပြောလာတဲ့စကားကြီးကြည့်လိုက် မမှန်ဘူးလားမင်းတော့မှန်တယ်အလုံးစုံမမှန်သေးဘူးလို့အပြန်မြင်မိတာဒါကဥဒမကပြောတာအလုံးစုံကညာခုနသုံးချက်ရှိတယ်ဟုတ်လားအစုကိုမကြည့်နဲ့အစိတ်ကိုမကြည့်နဲ့အမှုကိုကြည့်ပါဆိုတာဟုတ်တယ်ဒီကာမဝတ်တစ်ခုတည်းနဲ့ဟုတ်တယ်ကံဝတ်ကြည့်ရမှာအဲအဲ့ဒါပြောတာအဲ့ဆိုရင်အဲဝိကဘယ်နှပါရှိတာအသုံးပါရှိတာပါညာပြောကြည့်ပေါ့အဲတကိလေသာရောကံဘောဝိပါကောအဲကံဝတ်ထဲမှာခုနဝိပါကဝတ်တည်ရောပယ်လိုက်ပြီလား အာကံမရှိရဝိပါကလည်းမရှိတော့ဘူးဟုတ်မဟုတ်ဘူးလေဝိပါကရှိတယ်လို့ကံဖြစ်လာတာမဟုတ်လားဟုတ်ဘူးကိလေသာရှိလို့အဲကိလေသာကလည်းဝိပါကအောင်မဖြစ်စေဘူးလားတွန်းတမ်းရမလဲဘူးလားအဲ့ပေါ်တို့လဲနေတာလေလဲနေတဲ့ခုံမှာတခုပြတ်သွားရင်သုံးခုလိုပြတ်သုံးပြတ်တယ်ဟုတ်ပြီအဲ့တခုပြတ်မှာဘယ်ဥစ္စာကိုကြည့်မှာအမှုကိုကြည့်ပြီးမှပြတ်မှာလားကိလေသာကိုကြည့်ပြီးပြတ်မှာလား ဒါကတော့ဒါကမင်းကြီးအမှုကြည့်ရမှာပေါ့အမှုကြည့်လို့ရှိရင်အမှုမကြည့်လို့ရှိရင်ကိလေသာပဲလုံးပြမှာအဲအဲ့ဒါပြောတာဥစဉ်ကကိလေသာပြတ်ရင်ကံပြတ်တယ်လို့ဥစဉ်မြင်တယ်ဟုတ်ဟုတ်ဒါကြီးကကံပြတ်ရင်ကိလေသာပြတ်တယ်လို့ထင်တယ်ဟုတ်ဟုတ်တကယ်တော့စဉ်းကပ်ပုံမတူဘူးလေဟုတ်ကံမမြင်ပဲနဲ့ဘယ်လိုလုပ်ကိလေသာပြတ်မှာတော့ဩဆရာကြီးအဲအဲ့ကံนี่လုံးတမရဟာကိလေသာကဥဆောင်တာမဟုတ်ဘူးလားဟုတ်ပါ ိုအဲ့ကိလေသာဆိုတာကံကြောင့်ဖြစ်တဲ့ဝိဘဝိဘကနေပြီးတော့ကိလေသာကိုဖြစ်တယ်။ဟုတ်ဝိဘကဝိကလည်းရှိခဲ့တဲ့ဒုက္ခခန္ဓာကြီးဒီမလေးဒုက္ခခန္ဓာကြီးလို့ပြောတဲ့ဟာကြီးဒါမှသူသိမှာမဟုတ်ဘူး။အဲ့ဒါကြီးဒီဟာကြီးလို့ပြောတော့မှာလေ။မှားပြီ။အဲ့ဒါဆင်းရဲခြင်းအစ်စ်ကိုမသိလို့။ဦးမြဆင်းရဲခြင်းအစ်စ်ကိုလည်းပြီးတယ်။ စင်ရခြင်းလူမြောက်လည်းသိတယ်စင်ရခြင်းအစ်စ်ကိုသိတယ်ဆိုတော့ကြောက်ကြာကြီးပါမဟုတ်ဘူးအော်အဲ့လိုကြီးတော့သိတာကြီးကိုပြောတာလို့ပြောပါမှာအဲ့လိုထင်းမနေပါနဲ့ထင်တာနဲ့စိတ်မဆိုးပါဘူးနေလိုက်အကရမကြီးကိုစစ်လိုက်ကဲတိနာလေးစစ်လိုက်ကဲမေးအဲ့စင်မဲ့ကဲပြောစင်ရခြင်းအစ်စ်ဆိုပါဟမ်ဘာပြောวะစင်ရခြင်းအစ်စ်ဆိုပါလို့မေးလိုက်လို့ဆိုတော့မေးတာလေပြောမှာပြောတာဟုတ်ပြီမချမ်းသာလို့စင်ရတာပေါ့အင်းမချမ်းသာလို့မလွတ်မြောက်လို့စင်ရတာပေါ့ဘာမလွတ်မြောက်လို့ဘာမလွတ်မြောက်လို့လဲ ပင်မမှုအဆူအူကိုရှိနေတာကြီးကိုမသိသမျှဆင်းရဲနေမှာပဲ။ဟိုလေပင်မမှုအဆူအူဆိုတာအလုပ်လုပ်ရတာကိုပင်မနဲ့ပြောတာ။အဲ့ဒါပြောတာ။ညံမပါတဲ့ကံမျက်လုံးနဲ့ကြည့်ရင်တော့အလုပ်လုပ်ရတာလို့ထင်မှာ။အခုညံလေးမှာရှိနေတဲ့တောကပရိဒီဝဒုက္ခရှိနေမှာဆင်းရဲနေမှာ။မဟုတ်ဘူးတောကပရိဒီဝဒုက္ခတွေရောလို့ပြောတဲ့ပြောတဲ့ခါကျတော့လည်းပဲမမိပါဘူး။မမိတဲ့သဘောနဲ့ပြောတာကိုမမိဘာကြောင့်မမိတာလဲဘယ်ဟာလဲပြော။ ကောကံမမတိတာယူဒုက္ခလို့ပြောကံဆိုတာကအလုပ်လို့ပြောချင်တာလားမဟုတ်ဘူးမဟုတ်ဘူးကံခရာအမှုပဲအေးအမှုအမှုအဲကိုကိုတခါတည်းစကားပြောတယ်အဲစကားပြောတာအเจ้าညာကိုတိကိုပြောတာဆိုတာတည်းကိုဟောက်တဲ့သဘောမျိုးလေးငေါက်တဲ့သဘောမျိုးလေးဟောထားပြီးတော့ပြောပြီးဆိုရင်တော့ဒါဆိုရင်တော့ကံဖြစ်ပြီလို့ပြောပြောအဲ့ဒါအရှင်ညာနာကအခုဆွေးနွေးပွဲမှာပဲပေါ့နော်ကိုရကိုရဆရာတော်ရဲ့ဒီအပြောဆိုပဲပြောလိုက်တာလားပေါ့ ။ဘာကြောင့်မို့လဲဆိုရင်ဒါဆူပြီးတော့អော်ပြီးတော့ကောเนาะအဲ့လိုမျိုးပြောတယ်။အဲ့တော့ဒါဘုရားဝင်ဆရာတို့ကိုဒါဝစီကံမြောက်နေပြီလို့ဒါပြောချင်ပုံရတယ်။ဟုတ်တဲ့သဘောမျိုးလေးငောက်တဲ့သဘောမျိုးလေးဟောထားပြီးတော့ပြောပြီးဆိုရင်တော့ဒါဆိုရင်တော့ကံဖြစ်ပြီလို့ပြောရအောင်။ဟာခံစားမှုထည့်လိုက်လို့ပါ။အေခန္ဓာမှုထဲလို့ဖြစ်ဖြစ်ဘာဖြစ်ဖြစ်လေအမှန်တမ်းပြောခန္ဓာ၅ပါးကိုလက်မခံဘူးပေါ့ဘယ်လိုလဲ ခန္ဓာငါးပါးပဲလက်မခံဘူးလို့ရှိလို့ဖြစ်မှာတော့ခန္ဓာငါးပါးလက်ခံပါပေါ့ခန္ဓာငါးပါးဒုက္ခသစ္စာလားဒုက္ခသစ္စာလားခန္ဓာငါးပါးကိုလက်မခံဘူးဆိုတော့မေးမနေနဲ့ကိုတော့ခန္ဓာငါးပါးလည်းတကယ်တည်တာမဟုတ်ဘူးဆိုပြောတော့တည်တယ်တည်တယ်မင်းမင်းအဲ့ကတော့မအောင်ဘူးအဲ့ဒါဦးစင်းကလည်းပြောပြမသိရင်ပြောပြပါအောင်ဘယ်လိုခန္ဓာငါးပါးတော့ပါဘူးဆိုတော့ကဲသူကြောက်လို့တော့သူ့ကိုခိုးတယ်ဆိုတယ်တတ်တယ်ဖြတ်တယ်ဆိုတာလုပ်ပြီအလုပ်တဲ့အချိန်မှာခန္ဓာငါးပါးလုပ်ပြတော့ဩအဲ့ခိုးတဲ့တတ်တယ်အဲ့ပုဂ္ဂိုလ်ရှိတာ ပုဂ္ဂိုလ်ရှိလားအဲခိုးတဲ့ကပ်ခိုးတဲ့ပုဂ္ဂိုလ်ဟဲ့ဟုတ်ပြီအဲ့ဒါတခြားလားလူလားလူပေါ့အဲ့ဒါယုတ်လားနန်လားအဲ့အဲ့ဒါယောနိုင်ရောပါလားဟုတ်ယောကောနိုင်ရောပါတာကသူ့မှာကိလေသာမရှိလားရှိလားအဲကိလေသာကတော့သူခိုးပြီးခိုးတယ်စိတ်ကလေးကိုရှိလားရှိတယ်အဲ့စိတ်ကမြင်လားအမြင်ဘူးယောနိုင်ရောမြင်လား မမြဲဘူးမမြဲမဲနဲ့သူဖြစ်တဲ့အမှုပေါ်မှာအဲ့ဒီမမြဲဘူးလို့တင်ကြည့်လိုက်လို့ရှိရင် No 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 အဲ့ငြင်းချင်းမမြဲချင်းအပေါ်မှာညံတွက်လာပြီဆိုရင်အဲ့ဒီအမှုကနောက်မလုပ်တော့အာဘုရားကိုင်ဆရာတော်ရဲ့အခုပြောဆိုချက်တင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ရှေ့ရဆွေးနွေးပွဲတစ်ခုကိုသွားပြီးတော့သတိရမိလိုက်တယ်ပြောလိုက်တော်တော်လေးကိုဆင်တူတယ်ဗျဘာကြောင့်မို့လဲဆိုရင်ရှေ့မှာတုန်းကပေါ့နော်ကျွန်တော်တန်တဲ့တိကဆရာရှင်ရဲ့ရှင်ညာနာရဲ့ဆွေးနွေးပွဲတစ်ခုတင်ဘူးတယ် အဲ့ဒီတဲမှာလည်းအတူပဲဗျာတရတိကဆရာရှင်ကသူ့ရဲ့တန်တန်မှာပေါ့နော်သူ့ကိုဒုဒါဒိဋ္ဌိဆိုတာရှီလားဆိုပြီးတော့သူကရှာတယ်သူရှာတဲ့ပုံကဒီအမှုပုံစံမျိုးနဲ့ရှာတာမျိုးမဟုတ်ဘဲနဲ့အခုဒါဗုဒ္ဓဝင်ဆရာတော့ပြောနေတယ်လို့မျိုးပေါ့နော်အဖြစ်အပျက်ပုံစံမျိုးနဲ့ရှာတယ်အဲ့တော့အဖြစ်အပျက်ပုံစံမျိုးနဲ့ရှာတော့ကြတော့အာသူ့စီမှာဒိဋ္ဌိဆိုတာမရှိပါဘူးပေါ့နော်ဘာလို့လဲဆိုတော့သူကဒါရှာလိုက်တယ်ဆိုရင်ပဲအဲ့ဒိဋ္ဌိဆိုတာကြီးက ဟိုမရှိဘူးပျောက်နေပြီပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတယ်အဲ့ဒါကြောင့်မလို့ daily ဆိုတာမရှိပါဘူးပယ်တယ်လည်းမလိုပါဘူးပေါ့နော်အဲ့လိုမျိုးပြောတယ်အဲ့တော့ခုဒီမှာဆိုရင်လည်းဒါဗုဒ္ဓဂုံဆရာတော်ကအဲ့ဒီပုံစံမျိုးပဲအဲ့တော့ဒါလူတယောက်ကခိုးနေတယ်ခိုးနေတဲ့စိတ်မှာကိလေသာရှိလားပေါ့နော်အဲ့တော့အဲ့ဒီကိလေသာရှိလားဆိုပြီးတော့ကျွန်တော်တို့ကရှာမယ်ဆိုရင်ပေါ့နော်အဖြစ်အပျက်ဒီအမြင်နဲ့ရှာမယ်ဆိုရင်အဲပြောလို့ရင်မတွေးနိုင်တော့ဘူး ဘာလို့လဲဆိုရှာလိုက်တဲ့ချိန်မှာပဲအဲ့ဒီခိရိတာဆိုစိတ်ကပျောက်သွားပြီရှာတဲ့စိတ်ပေါ့နော်အဲ့ဒီစိတ်ကဖြစ်လာပြီအတိတဲ့စိတ်ကလည်းဖြစ်လာပြီဆိုလိုတာကဗျာအဲ့ဒီနီးနေတာရှာမယ်ဆိုရင်စိတ်တက်ခဏဆိုတာကတခုပြီးမှတခုလာတဲ့အတွက်ပေါ့နော်အဘယ်ရောက်ပဲရှာရှာတွေ့မှလည်းမဟုတ်ဘာကြောင့်မို့လဲဆိုရင်ဒါတန်တတိကဆရာရှင်လေသူ့ရဲ့တန်တန်မှာဒိဋ္ဌိဆိုတဲ့အရာကိုရှာဘူးတယ်မတွေ့ဘူးပေါ့နော်အဲ့ဒါကဘာကြောင့်မို့လဲဆိုရင်ဒါအစိတ်ကိုပဲရှုမြင်တတ်တဲ့အကျင့်ကြောင့်လို့ပဲပြောရမလားပေါ့ ညံတွက်လာပြီဆိုရင်အဲ့ဒီအမှုကနောက်မလုပ်တော့ဘူးအာအဲ့ဒါကြီးကဒါတုံညာရောက်သွားတာဗျအော်အဲ့ဒါကြောလုံချင်တုံညာရောက်တာမဟုတ်ဘူးသူ့တဘောကိုအမှန်သိသွားတာအဲ့တော့ခုနအမှုကိုခန္ဓာ၅ပါးခွဲရမယ်ဆိုရင်ပြန်ဖြစ်နေတဲ့အတွေ့အဲ့ဒါကိုသူ့ကိုပြန်ကြည့်ရင်ခဏခဏဖုံးအောင်ပြီးမယ်ဒါကခုနလိုခိုးမှုဖြစ်လိုက်ပြီအဲ့ဒါကမ္မဝကမ္မအမှုဖြစ်နေပြီဟုတ်တော့သူ့ကမှလည်းဥပါဒ်ရှိကြလို့ဖြစ်နေတာဟုတ်ဥပါဒ်မှာပါပဲနဲ့လုပ်လားဟုတ်ကဲ့ဒါမှကျုပ်ပြောမယ် ဝိကရမဟာကျုပ်တို့နဲ့စာလို့ရှိရဲ့အသက်လည်းငယ်တယ်။ဟုတ်လား၊ဘုန်းကြီးရဲ့တိခါအနေနဲ့ဆိုရင်ငယ်တယ်။ဘုန်းကြီးရဲ့စာပေလေ့လာမှုနဲ့ဆိုတော့မပြောနဲ့တော့ဘူး။ပြောမှမပြောနဲ့ရတယ်။ဟုတ်တယ်။အဲဒါဆိုအဲ့ဒါဒီဝိကရမဘာမှမသိဘူးလို့ဆိုတာကျုပ်ကတိတာပေါ်စီရနေပြီးတော့။အော်အလို့ဟုတ်တယ်။အဲ့လိုကမေးတာကဘာကြောင့်လဲပြောတာမဟုတ်ဘူး။အဲ့ဒါသူပြောတာကမသိဘူး။ဝိကရမကအဲ့ဒါတွေကိုမသိဘူး။အတိအားဖြစ်တဲ့အတွက်တတ်နိုင်ရင်ဉာဏ်နာစီရောက်နေတာတကကြီးပြောမလားနည်းနည်းလေး ရှင်ညာနာကပြောပြောပြောလိုက်ဘူးဘိုးပြရှင်ညာနာလေအဲ့ဒါနဲ့မေးချင်တာလေးမေးလိုက်အောင်ရော့ကျုံလုံးလေးလောက်ပါနေမလားပြန်ပါနေဟမ်သူလဲအော်ဦးစင်းရဲ့မိစီတရားဆွေးနွေးတဲ့တကာကြီးပါပဲရော့ပြောကြည့်လိုက်ပါဦးအေးမုံကြမ်းတဲ့လူတွေဘာပြောမှာတော့ဒီကဲမတီးတော့တော့မတီးရမတီးတီးဒီကဲမေးလိုက်ပါအောင်ဘာပြောချင်လဲလို့ဟမ်ဘာပြောကျင်လဲဘာမှမသိဘူးဆိုလို့မပြောဘဲသာနေလိုက်ပါတော့ဗျာ ်ဟုတ်ပါရဲ့ဟုတ်ပါရဲ့ဟဲ့ဟိုတပည့်တပည့်ရန်ကြည့်နေတာများတယ်ဟောတပည့်တပည့်ရန်ကြည့်နေတာများတယ်တဲ့ဟုတ်ပြီဆက်ပြောပါအလုပ်ပါပြောလို့ရပါတယ်အခွင့်သာတော့မလို့ဥစဉ်တကာကြီးကိုထည့်ပေးတာလို့ပြောအမှန်တော့ဓမ္မတန်ကိစ္စပါဗျအဲအဲ တာရေးသာဆိုတာကဘုရားသိတဲ့သူအခြေချင်းဆွေးနွေးကြတာကွာဒါအဲ့ဒါရတာငါတို့ကိုလာပြီးတော့ဆွေးနွေးရမှာမဟုတ်ဘူးအဲဘယ်ဘယ်ဘုန်းကြီးနဲ့ပဲဆွေးနွေးတော့မသိတဲ့သူအခြေချင်းလို့ပါလို့ရလိုက်တာဒါကကိုအဲ့ဒါကြီးကလည်းတိကိုနေလို့တိချာအလုံးစုံတိပြီးတော့မှကိုပြောတာနော်။ဒါတွေလည်းတိချာပေးထားတဲ့သိခါရင်းလည်းနေနေတဲ့အမျိုးမျိုး တိလို့ပြောသူတို့ကဒါလေဟုတ်ပါတယ်မတိလို့မတိဘူးလို့ပြောတာလေဒါဘာတပိတော့မမီးကြည့်မယ်မတိလို့ပြောဩမတိတာကြီးကိုတိနေလို့ပေါ့ဗျာမတိမှန်းတိနေလို့ငွိုင်းချမ်းသာပါဒီဒီပါဗျာဒီပါဟုတ်ကဲ့ဟုတ်ကဲ့။တောင်းမီနော်ဆက်ပြီးပြောလဲမပြီးမှပဲဆက်ဆွေးနွေးကြအောင်။ဒါရေဘုံဘုံအေးပြေးပါ။ဟုတ်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 ။နားတော့မစနဲ့ဆက်ပြီးချထားလိုက်မယ်။ညာဖုံးပေါ်တယ်။ဟုတ်ညာဖုံးတော့ဒါဖုံးလို့ဆွေးနွေးနားရပါလား။အေးအေးဟုတ်ပြီဟုတ်ပြီ။ဆိုတော့အဲခုနက ဲဥရင်ပေါ်မှာသုံးသက်တဲ့အခါလည်းတော်လိမ့်မယ်။ညဘာနုပေါ်မှာဟိုဥရင်အနေနဲ့ခံစားချက်ရှိရင်ငါပြောတယ်ဆိုငါနာမှာပေါ့။ပုဂ္ဂိုလ်သတ္တဝါနဲ့သူနာအောင်ပြောချင်တဲ့စိတ်ဓာတ်ကိုယ်မိမိရဲ့အတ္တလောဘဒေါသမာနအဲ့ဒါကြီးရင်စင်းရမှာမဟုတ်ဘူးလား။အဲ့ဒါအမှုတွေမဟုတ်ဘူး။အမိလိတာအမှုဖြစ်စရာအကြောင်းရဲ့အခြေခံမဟုတ်ဘူးလား။ဟုတ်။အဲ့ဒါကိလေသာမဟုတ်ဘူးလား။ကိလေသာဝိမရှိပဲနဲ့ဘလို့လို့ကံမဖြစ်မနေ။ဟုတ်ကိလေသာလည်းကိုတော်တော့မသိပါဘူး။ ဟုတ်တယ်ဥစားလေးဘယ်မတည်ဘူးအတင်းမပြောနဲ့တည်ဘူးဟုတ်ကဲ့ကြားရတကယ်တို့တို့တည်နေတဲ့အတိအကျရတာငါတည်တဲ့အတိနဲ့မတူဘူးရဲ့ပြောပြောဟုတ်အဲ့တော့ဘလို့တတိယကတည်တဲ့အတိနဲ့မတူတဲ့ငါမတည်သေးရနော်ပြောင်းမတည်ဘူးဟုတ်တာဘုဒ္ဓဘုဒ္ဓကြီးကိုတည်နေပြီလားဖြစ်တယ်နော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 ်မဟုတ်တာဘူးတည်တယ်လို့ပြောတာကွာငါသာအမှန်ဆုံးဖြစ်နေတဲ့အတ္တဆိုးနေတာဖြစ်လေအဲ့ဒါလည်းဒါအဲ့လို ရှင်ညာနာနေဘောရကိုဆရာတော်တို့ရဲ့ဆွေးနွေးတဲ့ဗီဒီယိုလေးပေါ့နော်ကျွန်တော် channel ထဲမှာအများကြီးတင်ထားရှိတယ်။ဗီဒီယိုအကုန်လုံးကိုတင်ထားရလို့တော့ပြောလို့ရတယ်။အဲ့တော့ရှာပြီးကြည့်လိုက်လို့ရရပေါ့နော်။